အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ဗျာဆရာတင်မှုရဲ့လွမ်းရုပ်ပုံလွားဆိုတဲ့ကြပြလေးကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြပါအောင်နော်။လွမ်းရုပ်ပုံလွားတဲ့ဦးလေးနဲ့မတွေ့ခင် ဥလိရဲ့ပန်းတဲ့စစ်သားကိုတွေ့ရတယ်။ဒုတိယကဘာစစ်ပြည်သားကပေါ့။နှစ်ဥလိနဲ့မတွေ့ခင်လူထုတည်င်းဆောင်နဲ့တွေ့ရတယ်။ဥလိရဲ့စာဥလိရဲ့ဓာတ်ပုံဥလိရဲ့ဘဝတစုံတစသိရတယ်။ဥလိကိုကျွန်တော်စိတ်ဝင်စားမိပါတယ်။လွတ်လပ်ရေးရပြီးမှပေါ့။၃ဥလိနဲ့မတွေ့ခင်တော်တော်ရဲ့ ဓမ္မပြည်တွင် စစ်ဆေးခဲ့သောအမှုခင်းများနဲ့တွေ့ရတယ်။ဥလေးဟာတော်တော်ရဲ့ဥလေးမန်ကျွန်တော်မသိခဲ့ပါဘူး။သိတော့ပိုစိတ်ဝင်စားမိပါတယ်။ဥလေးနဲ့တော်တော်နိုင်ငံ့အပေါ်မှာတာဝန်ကျေကြပါကလား။လက်တွဲတွဲနဲ့တက်တက်နှွဲမဲ့စာပေကျင်ဖော်ပါကလား။ပီတိပွားခဲ့ရပါတယ်။လေဥလေးကိုလျှက်တစ်ပြက်မြင်ဘူးပြီ။ဥလေးဟာရုပ်ချောတယ်အသားဖြူတယ် မွန်ရီတဲ့အတွင်ရှိတယ်။နုညံ့တိမ်မွေပုံရတယ်။စိတ်ထဲကချစ်မိတယ်။လျက်ရတဲ့ပြက်ပါ။လူရုတိုက်တကားဝမှာမိတ်ဆက်ပေးရမလို့ပါ။ကျွန်တော်ကလမ်းပေါ်မှာဦးလေးမကျွန်တော်တိပါတယ်။ကျွန်တော်မှဦးလေးမတိနိုင်ပါ။ကျွန်တော်ပျော်သွားတယ်။ငါလူရုဦးလာကိုမြင်ဘူးပြီလို့ရွာကတငယ်ချင်းတွေကိုပြော့ပြနိုင်ပြီ။မမေ့နိုင်ပါ။အာယုံထဲကမပြောင်းနိုင်ပါ။ 1950ခုနှစ်က ရုပ်ပုံလွာပါငါဥလေးဟာငယ်သေးတယ်ကျွန်တော်လည်းငယ်သေးတာပေါ့ဥလေးဟာလူငယ်ပေမဲ့နာမည်ကဟိန်လွန်းလူလောက်ရကဟိန်လွန်းလူဥလေးကိုမြင်ဘူးယုံနဲ့စက်တီးမွေးညင်းနေထားမိတယ်ဥလေးကိုကျွန်တော်ခင်းနေပြီဥလေးအကြောင်းဥလေးတည်းဥလေးရဲ့စာဆိုရင်စိတ်ဝင်တစားပီတီပွားနေပြီဥလေးရဲ့လူတို့တည်းစား ဥလိရဲ့လူဒုကြာနဲ့တန်ရောစဉ်တွဲနေပါပြီ6ဥလိရဲ့လူဒုကြာနဲ့ပြန်ထွက်စ1950ဩဂုတ်လထင်မှာကျွန်တော်ကလည်းကြပြာရေးစအမတ်တိကစပြီးကြပြာပိုးခဲ့တယ်ကြာနဲ့ထွက်တော့အပြေးကြည့်တယ်မပါပါ ကျွန်တော်ကြပြာမပါပါကြာနဲ့ကိုကြည့်တော့လေးနဲ့တဲ့ဝေပန်းစာတွေလေးနဲ့တဲ့ဆောင်းမတွေ ကဗရေးရမြမရေးရတွေကျွန်တော်လည်းအတော်တုံသွားတယ်ကျွန်တော်ကဗျာသမားဘာကမှနားမလဲပါတကားအစင်အတန်းမြင့်လာပါတကားခွန်နေဘာပဲဖြစ်ဖြစ်ပေါ်ကျွန်တော်ကတော့ဇွဲမလျှော်ဥလေးတို့တိုက်ကိုကဗျာပို့မြင်ထဲ့မယ်မထဲ့မယ်မလဲမသိပါမပါလဲမစင်စားခံ냐လေးနဲ့တက်စာရွှေအိုးမှာငါတိုးလို့မလွဲပါကလား ပါများပါရင်ငါကပြလူရဝင်မည်လို့ကို့ထင်တဲ့ကိုပျော်ရွှင်နေမှာပဲဥလိရဲ့လူမှုကြနဲ့အမှတ်73မှာကျွန်တော်ကပြပါခဲ့ပါတယ်နောက်25မှာနောက်နောက်နောက်လူမှုရဲ့ကပြစရာ ဖြစ်လာရပါတယ်ရှေ့ဥလိနဲ့ကျွန်တော်တွေ့ရတယ်1958ခုနှစ်မှာကိုမောင်မောင်မန်နေဂျာကား တော့ကလာတဲ့ကျွန်တော်ကိုဘာကိစ္စရှိပါတယ်လဲလို့မေးတယ်ကျွန်တော်ကလူလူဥလာနဲ့တွေ့ကျင်လို့လို့မရေတရေပြောမိတယ်ကိုမောင်မောင်စဉ်းစားပုံရတယ်တွေ့ပေးရကောင်းလို့လို့ပြီးတော့ကိစ္စရှိရင်ကျွန်တော်ကိုပြောခဲ့ပါကျွန်တော်ပြောပြပါမယ်ဥလီစာရေးနေတယ်တဲ့ကျွန်တော်ကကိစ္စမရှိပါဘူးဥလီနဲ့တွေ့ကျင်တာကိုမောင်မောင်ဟာအလွန်ရင်ကြီးရှာတယ် စဉ်းစားတယ်ကျွန်တော်ကိုထက်လက်မမေးတော့ဘူးသူ့ဘာသာချိန်စပြီးထိုင်ရာကထတယ်ခဏနောတဲ့ဥလိခန်းထဲဝင်သွားတယ်ခဏကြာတော့ပြန်ထွက်လာပြီးခဏစောင့်နောတဲ့ဥလိခမယာခန်းထဲကထွက်လာပြီးအာနာလိုက်တာကို့မာကပြောရစကားလည်းမရှိ ဥလိဟာဧည့်လေကိုရှာတယ်တကားဘဝကိုလန့်ကြည့်တယ်ဥလိဟာကျွန်တော်အနာမှာ ျွန်တော်ကဦးလေးကိုမော့ကြည့်ပြီး စကားမဟာဦးလေးကကျွန်တော်ကိုကြော်ပြီးသူ့ဧည့်သည်ကိုရှာအားနာလိုက်တာဦးလေးရဲ့ခန်းထဲမှာစာအုပ်တွေနားမှာကျွန်တော်ပဲလူသိမ်းရှိတယ်သူ့ကိုတွေ့ကျင်တဲ့လူငယ်ဟုတ်ပုံမရဘူးလို့ဦးလေးတွေးနေမိသလားဦးလေးဟာဧည့်သည်မမြင်လို့ပြန်ဝင်မလို့လို့ကိုမောင်မောင်လေးကြောင်ကြည့်နေရှာတယ် ပြီးတော့ကျွန်တော်ကိုလက်ညှိုးညွန်နေလို့ထင်တယ်ဒီတော့မှဦးလေးဟာကျွန်တော်ကိုကြည့်မိပြီးဩဦးလေးနဲ့တွေ့ရင်နာမင်းလားတဲ့အတန်ကချိုးအေးလိုက်တာရင်ထဲမှာရင်နီသွားတယ်ဟုတ်ဟုတ်ကဲ့ပါဘာကိစ္စရှိလဲကွယ်ဦးဦးလေးနဲ့တွေ့ရင်လို့ပါပဲကိစ္စအထူးမရှိပါဘူးဦးလေးဟာကျွန်တော်ကိုခွင်းလွတ်တယ်နားလေတယ်ကျင်နာတယ် စာသာနာနာဆက်ဆံနေပြုံးပြီးအေးအေးနောက်မှတွေ့ရအောင်နော် ဥလိစာရေးစရာရှိသေးလို့အေးအေးနောက်လည်းလာခဲ့နော်လို့ရင်ကျေးဝယ်ရာချူတာတဲ့အပြုံးရင်နဲ့ဥလိဟာသူ့အခန်းထဲပြန်ဝင်သွားခဲ့ပါတယ်ကျွန်တော်ပျော်တယ်ဥလိနဲ့တွေ့ရပြီဗျာတွေ့ဘူးပြီဗျာစကားပြောဘူးပြီဗျာပျော်ပြီပေါ့ကျွန်တော်ပေါ်ပါစွာပြန်လာတယ် ကျွန်တော်ကိုတက္ကသိုလ်လိုက်ပို့ဖို့လိုက်လာတဲ့ကျွန်တော်အဖေတဲခိုရာရွှေရည်ဆောင်ကျောင်းလိုက်ကို ပြန်လာတယ်တက္ကသိုလ်မသွားခင် လူလူတိုက်ကိုဝင်ပြီးကျွန်တော်ခင်နဲ့ဦးလေးနဲ့တွေ့ခဲ့တယ်နောက်ခါလူလူတိုက်ကိုလာဦးလေးနဲ့တော်တော်တို့ရဲ့ဆွေရင်းမျိုးရင်းလို့ဖြစ် အလွန်ချစ်ခင်ရင်းနှီးခဲ့ပါတယ်ဒါပေမဲ့ဦးလေးနဲ့တွေ့ပြီးစကားတစ်ခေါက်မှမပြောပြခဲ့တဲ့ ဟိုနေ့ကတငယ်ဟာကျွန်တော်ပါလို့ကျွန်တော်ပြန်မပြောဖြစ်ခဲ့တော့ပါအဲ့ဒီအရာသာအဲ့ဒီလေးဝက်ပီတိကိုကျွန်တော်တိတ်တိတ်တိမ့်ထားခဲ့ပါတယ်လူလူတဲကလူငယ်တူကလူလူရဲ့ဦးလေးကိုလာရောက်တွေ့ဆုံခြင်းဟာစင်စင်ကလေးနဲ့အလွန်လှပါတယ်ကိုဦးလေးနဲ့တော်တော်ဟာစာပေအဖို့ဘဝအဖို့ပါကျွန်တော်တို့ကိုတာနို့တို့ ကိုဝင်းမောင်တို့ကိုကြည်အောင်တို့ကိုစွမ်းရည်တို့ကိုသိန်းနိုင်တို့ကိုရွှေတော်တို့ကိုမိုးသူတို့ကိုအောင်ခင်တို့ကိုနီမောင်တို့ကိုဘတုတ်တို့ကိုလေးတို့တန်းထေးတို့မျိုးမြင့်တို့ပေါ်ဦးတို့ဝင်းဖေတို့ဂလိတင်ဝင့်တို့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 ကျွန်တော်တို့အားလုံးရဲ့ဦးလေးနဲ့တော်တော်ပါချစ်ခင်ယင်ဤသွေးစည်းညီညာ ြူငါတဲ့နှလုံးသားနဲ့မိဘနဲ့မချာပြုစုပြို့ထောင်ပေးခဲ့တဲ့ဂျေဇူးရှင်မှာဥလိကိုမမေ့နိုင်မှာဥလိရဲ့စေတနာကိုမမေ့နိုင်မှာဥလိရဲ့လူငယ်တွေအပေါ်မှာတဲခံခြင်းလမ်းကောင်းညွန်ခြင်းဆိုဆုံးပါခြင်းအကူအညီပေးခြင်းစတဲ့အပြုအမူတွေနဲ့ကမ်းလှမ်းပေးခဲ့တဲ့ဥလိနဲ့တော်တော်တို့ရဲ့ဝေးထွေးတဲ့လက်ကိုကျွန်တော်တို့မမေ့နိုင်မှာ ဥလေးရဲ့ရုပ်ပုံလွာဟာ ကျွန်တော်တို့နှလုံးသားထဲမှာချိတ်ဆွဲထားလေးရဲ့ပါ30မိုးရွေကရွာစဉ်ဩဂုတ်လတန်းစမှာကျွန်တော်နဲ့မောင်စွမ်းရီတို့တက္ကသိုလ်စာကြည့်တိုင်းမှာဥလေးနဲ့တော်တော်တို့ကို တွေ့လိုက်ရပါတယ်အမျော်လင်မဲ့ဝမ်းသာအားရစုံခဲ့ရတယ်ဥလေးနဲ့တော်တော်ကန့်ငော်ပင်ရေမိုးမတိတ်တိတ်မိုးစိတ်စိတ် လက်ချင်းတွဲချိတ်ပြီးဖေဖေမမယူယူရရလှပါတဲ့ကြပြာတပုတ်ပမာ မြင်လိုက်ရပါတယ်စာကြည့်လိုက်တကားဝါကလှပါတဲ့ကြပြာတပုတ်ကို နောက်ဆုံးမြင်လိုက်ရခြင်းမှာပဲရေရန်လွင်လွင်ကျင်နာတန်ချူချူနုပြူရောင်တန်းတဲ့အမှုရာနုညံ့တဲ့မြစ်တာနဲ့ပန်းနှပွင့်တီကုံထုံးဖွဲ့ထားတဲ့လှပါတဲ့ကြပြာလေးတပုတ်ဟာ မိုးဆက်တွေကြားမှာမှုံတဝါဝါပျောက်ွယ်သွားပါတယ်။နောက်ကြပြတပုတ်ထဲကပန်းတပွင်ကာယံတစဟာကျွေလွင့်သွားရှာပါတယ်။ကြပြတပုတ်ထဲကကြံနေတဲ့ပန်းတပွင်ဟာကျွေလွင့်သွားတဲ့ပန်းကလေးကိုငေးမောကြံနေတယ်။ပန်းဝင်ကလေးဟာတင်းပြတ်တဲ့ရနံ့နဲ့အတူဖြူဝင်သောအသွေးအယောင်နဲ့အတူအော်ဂုလာရဲ့မိုးဆက်တွေထဲမှာ ညော့ပါခဲ့ပြီးလွမ်းနဲ့ဦးလေးရဲ့ပြားစရာတင်မှု